။နောက်ထပ်သတင်းတပုတ်ကတော့ Dusan Vlahovic နဲ့ပတ်သက်တဲ့သတင်းတပုတ်ပါ။ Manchester United အသင်းနဲ့ Vlahovic ရဲ့ agent တွေကြားထဲမှာဒီအပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်ပြီးတော့ positive ဖြစ်တဲ့ဆွေးနွေးမှုတချို့ရှိခဲ့တယ်လို့ကျွန်တော်တို့သိရတယ်။ကစားသမားက Old Trafford ကိုပြောင်းဖို့အတွက်ဆရာထက်သန်မှုရှိနေတယ်။ Manchester United ကလည်းတိုက်စစ်မှုရှာဖွေနေတဲ့နေရာမှာလက်ရှိသူတို့နဲ့တရင်ထွက်နေတဲ့ Victor Osimhen တို့ ဟူဂိုအက်တီကီကီတို့နော်ဗစ်တာယောဂရက်တို့အပြင်ကိုဒူဆန်ဗလာဟိုဗစ်ကလည်းရွေးချယ်လို့ရတဲ့တိုက်စစ်မှုတယောက်ဖြစ်နိုင်ပါတယ်ဗလာဟိုဗစ်ကပြီးခဲ့တဲ့ရာသီမှာ ယူဗင်နက်စ်အတွက်ကို15ဂိုးသွင်းပြီးတော့5ဂိုးဖန်တီးပေးထားခဲ့တယ်လက်ရှိယူဗင်နက်စ်မှာတပတ်လောက်ခါကိုပေါင်3သိန်းကျော်ရနေတယ် ကစားသမားလည်းဖြစ်တယ်။ဆိုတော့လက်ရှိ market value အရ Flahovic က Euro 35တန်ဝင်းကျင်လောက်ရှိတယ်ဆိုပေမဲ့ Juventus ကတော့အဲ Euro 25တန်လောက်ရောက်ရင်ရောင်းချသွားနိုင်တဲ့အခြေအနေရှိတယ်။ Vlahovic ကိုယ်တိုင်ကလည်း Manchester United ကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေတဲ့ဖြစ်နေတာဖြစ်တဲ့အတွက် Old Trafford မှာသာကစားရမယ်ဆိုရင်သူ့ရဲ့လမ်းစာကိုပေါင်း2သိန်းထိ short ပြီးတော့ယူသွားဖို့အတွက်ကိုလည်းပြောထားတယ်လို့အာသတင်းတချို့ကနေဆိုပါတယ် ဆိုတော့ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုဖြစ်လာမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရပါမယ်။